ထိုင်းနိုင်ငံထက်က Patchbury ခရိုင်မှာရှိတဲ့စက်ရုပ်တစ်ခုကမြန်မာအလုတ်သမားအယောက်1540ယောက်ကိုဘာမှကြိုတင်အကြောင်းမကြားဘဲနဲ့အတိမပေးဘဲနဲ့အလုတ်ဖြုတ်လိုက်တယ်လို့အလုတ်သမားတွေကပြောပါတယ်သူတို့ကအခုလိုရုတ်တရက်ကြီးအလုတ်ဖြုတ်ခံလိုက်ရတဲ့အတွက်အခက်အခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဒီမြန်မာအလုတ်သမားတွေဟာ Patchbury ခရိုင်မှာရှိတဲ့ Colcom ဆက်ရုပ်ရဲ့ CD ရုံးကဖြစ်တယ်လို့ဆိုကြပါတယ်။ ဒီစက်ရုံမှာအလုပ်ရဖို့အတွက်မြန်မာအလုပ်သမားတွေအနေနဲ့တယောက်ကိုဘတ်19000စမတ်ခတ်ပေးပြီးအလုပ်လုပ်ရတာလို့ဆိုပါတယ်။စမတ်ခတ်ပေးပြီးတဲ့နောက်3လလောက်မှာအခုလိုအလုပ်ဖြုတ်ခံလိုက်ရတာလို့ဆိုပါတယ်။အတိပေးအကြောင်းကြားတာမျိုးမရှိဘဲနဲ့အလုတ်ပြုတ်သွားတဲ့မြန်မာအလုတ်သမားတွေကစက်ရုံနားမှာစုဝေးနေကြပါတယ်။ဒီလိုစုဝေးနေကြတဲ့ရုပ်သံဗီဒီယိုတွေနဲ့ဓာတ်ပုံတွေဟာမနေ့ကမနေ့ပိုင်းမှာလူမှုကွန်ရက်စာမျက်နှာတွေမှာတက်လာပါတယ်။ ဆက်ရုပ်ဘက်ကလည်းထိုင်ရဲတွေကို ခေါ်ထားပြီးအလုတ်သမားတွေလာစုဝေးနေတာကိုစောင့်ကြည့်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့တာဝန်ခံကိုရဲမင်းကလူမှုကွန်ရက်စာမျက်နှာမှာရေးထားပါတယ်။အခုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ထိုင်ဥပဒေအတိုင်းကူညီပေးဖို့လုပ်နေတယ်လို့ MHAC မဟာမိတ်အဖွဲ့ကဆိုထားပါတယ်။